အချိကဲလိုချင်ကျွန်တော်ကလမ်းပြပေးနိုင်ပါတယ်ဒါပေမဲ့ဈေးကတော့ရန်ကုန်မြင့်နေအချိကဲပစ္စည်းတွေကိုလိုအပ်ရင်အခြားပစ္စည်းတွေကိုဝယ်တာပို့ပြီးတော့ကောင်းမယ်မဟုတ်ဘူးလားသူကပြောလိုက်ပါတယ်ဝယ်လင်းကတော့ငါတွေ့ရတော့အတုံးဝင်တယ်သူကတင်ငင်စွာနဲ့ပြောလိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်လီဒန်နာကတော့ဘာမှပြောတော့ပဲဝယ်လင်းရဲ့အနောက်ဘက်ကလွတ်လပ်ဈေးကွက်ကိုခေါ်သွားပါတယ် အနောက်မြောက်မှာလွတ်လပ်ဈေးကွက်အရောင်းမှကြီးပြီးဈေးအောင်တက်များကလည်းပြင်းထန်နေပါတယ်။လီဒန်နာကတော့ထိုနေရာမှာဝေဖောက်လာတဲ့လူကိုဖိပုံရပါတယ်။ထို့ကြောင့်ဝန်လင်းကိုတဲစီကိုအမြန်ပဲခေါ်သွားပါတယ်။မြေပြင်မှာလည်းကျဉ်ညက်သူတွေကတည်ထားတဲ့တဲများပြင်းထန်နေပါတယ်။ယတနာပစ္စည်းတွေ၊မှော့ပစ္စည်းတွေ၊စီးလုံးတွေ၊မန်နန်တွေလိုချင်သမျှအလုံးအားရှိပါတယ်။ထူးဆန်းတဲ့ပုံစံနဲ့ရှင်းအောင်ယတနာတွေကိုရောင်းတဲ့လူတွေကတော့ရှိပါတယ်။ ထိုးရရီရချင်းချက်သူအများရဲ့အာယုံကိုဆွဲဆောင်စေပါတယ်သူတို့ကလမ်းလျှောက်နေတော့လီဒန်နန်ကဝန်လင်းကိုလွတ်လပ်ဇီးကွဲရဲ့စီကံများကိုရှင်းပြပေးပါတယ်လီဒန်နန်ကစိတ်မလုံရှားတော့ပဲလွတ်လပ်ဇီးကွဲကဘလို့လွတ်လို့လဲဆိုတော့ဝန်လင်းကိုရှင်းပြနေရင်သူကစားနှုတ်လိုက်ပါသေးတယ်အချစ်ကဲ ဟိုကဂရုံးချင်းရသူကိုကြည့်ပါဦး။သူကနှဲ့နေငယ်ကြတိုင်းဒီကိုရောက်လာပြီးရှာဘာပစီတွေကိုရောင်းတယ်။အနေရောက်နေအဖြစ်အောင်တော်ဝင်းရုံဝထားတဲ့လူကဒီကိုရောက်တာမကြသေးဘူး။ဒါပေမဲ့သူ့ရုံနဲ့ပစီတွေအလုံးကတော့အတုတွေကြီးပဲ။လူတော်များကိုလည်းသူကလိန်နာတယ်။ရဲအနေငယ်ဟာသူ့ကိုလိုက်လံရှာဖွေနေတဲ့တယောက်ကိုသူကတွေ့ခဲ့တယ်။အဲ့တော့ဒီမှာသူ့ကိုပြန်တွေ့ရလိမ့်မယ်လို့မထင်တော့ဘူး။သူ့ကိုလိုက်လံရှာဖွေတဲ့လူကပျောက်ကွယ်သွားတာဒါမှမဟုတ်တည်သွားတာပဲဖြစ်ရမယ်။ ဝယ်လင်းကလီဒန်နန်ညွန်ပြတဲ့တယောက်ချင်းစီကိုကြီးလိုက်ပါတယ်ခနာကြမှာတော့ကြီးမားတဲ့တဲတစ်ခုစီကိုရောက်ရှိသွားပါတယ်လီဒန်နန်ကတော့လက်နှစ်ဖက်ကိုဆုပ်ပြီးဆေးအောင်ကျွန်တော်မမိသေးတာသူကမေးလိုက်ပါတယ် တဲပိုင်ရှင်ကတော့မျက်နှာနင်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်သူကလီဒန်နောင်းကိုချိန်ပြီးပြုံးလိုက်ပြီးတော့ကောင်းလေးငါရဲ့ဘေးရသနာကိုမင်းကစိတ်ဝင်စားသွားတယ်သူကမိလိုက်ပါတယ်ထိုလူကြီးကပြောနေရင်ဝန်လင်းရဲ့ဘေးကိုလက်ကြည့်လိုက်ပါတယ်သူကရင်သူ့ရဲ့မျိုးလုံးများတော့ချက်ချင်းပဲကျင်းသွားပြီးမျက်စန်းတွေကလည်းကျုပ်သွားပါတယ်သူ့ရဲ့ကျင်းညက်မှုအစင်းနဲ့ဆိုရင်ဝန်လင်းကတတ်မှတ်လူမဟုတ်ဘူးဆိုတာချက်ချင်းပဲသိပါတယ်သူကချက်ချင်းပဲရိုသေစွာနဲ့အကြီးကဲကျွန်တော်ကကြံခွာလင်းပါအကြီးကဲကဘာလို့ရှာနေရလဲသူကမိလိုက်ပါတယ် ဝလင်းကတော့မျက်နှာနီနဲ့လူကိုကြည့်ပြီးဘလာသသားကြောင့်သူကပြောလိုက်ပါတယ်မျက်နှာနီနဲ့လူကြီးကလည်းအံ့ဩသွားပြီးအဲ့ပစီရဲ့ဇေယျမနေဘူးကျွန်တော်ကလူတယောက်အတွက်ရောင်းပေးနေရအဲ့လူကလည်းလဲလို့မရဘူးရောင်းမယ်ရောင်းမယ်လို့ပြောရတယ်အကောင်းစားဝိညာဉ်ကြောက်တုံးငါးလုံးနဲ့ရောင်းမယ်တဲ့သူကပြောလိုက်ပါတယ်လီဒန်နန်ကတော့ခါသီဆောင်နဲ့ပြုံးပြီးအကောင်းစားဝိညာဉ်ကြောက်ငါးလုံးကောင်းကင်လောက်မြင့်နေသေးပဲ အစင်းခွနဲ့ကျင်းကျဲနိုင်ငံတွေကလွင်အကောင်းစားဝင်းကြီးကြောက်တွေကအယံအောင်ရှားတယ်အစင်းခွနဲ့ကျင်းကျဲနိုင်ငံတွေမှာလည်းဒီလောက်ဈေးမကြီးပြီးပူကောင်းတဲ့ပစ္စည်းတွေကလည်းအများကြီးရှိတယ်သူကပြောလိုက်ပါတယ်မင်းနိုင်နယ်လူကြီးကလည်းတပင်းကိုချပြီးဒီဈေးကတကယ်ကိုမြင်လုံးတယ်ဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေကအယံအောင်ခေါင်းမာတယ်အကြီးကဲကဘလို့ထင်လဲဝန်လင်းကတော့ခဏတွေးပြီးပြကြည့်သူကပြောလိုက်ပါတယ်မင်းနိုင်နယ်လူကြီးကခြေတုံးချတော့ဖြစ်သွားပြီးသူ့ရဲ့တုံတုံအေးကိုပို့လိုက်ပါတယ်လဝါရွယ်လောက်ရှိတဲ့အပြောင်ကြောက်တုံးတုံးကသူ့ရဲ့လက်ထဲမှာပို့လာပါတယ် ထိုကြောက်တုံးမှလည်းအကိုင်းခက်လိုပုံစံများရှိပြီးအထဲမှတော့အပင်တပင်ကပေါက်နေသလိုပါကြောက်တုံးတော့အလင်းပပလေးတစ်ခုကဝင်းရထားပါတယ်ထိုရာတော့စီဝါရေးလို့ဖို့အတွက်တင်ယူရမယ့်မန္တန်တစ်မျိုးပါထိုမန္တန်ကတော့အဖန်းစီတစ်စိမ့်လို့ခေါ်ပါတယ်လူတွေကအထင်းတမယူဆောင်မတော်လို့ကောက်ွက်ပေးပါတယ်ဝဲသူရဲ့ကြီးကြပ်မှုအစင်းကရောင်းတူထက်အစင်းတစ်ခုမြင့်မားတာဖြစ်နိုင်ပါတယ် မဟုတ်ရင်ဖြတ်ဖို့အတွက်အသက်ရှူချိန်၁၀ချိန်စာလောက်အချိန်ယူရပါလိမ့်မယ်ထို့အသက်ရှူချိန်၁၀ချိန်စာကရောင်းအောင်မှာအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ရောင်းသူကပစိကိုပြန်ပြီးတော့တိမ့်နိုင်လို့ပါဝလင်းကလက်ကိုဝင်လိုက်ပါတယ်ကြောက်တုံးကချက်ချင်းပဲလူကြီးရဲ့လက်ထဲကနေထွက်လာပြီးဝလင်းစီကိုရောက်ရှိသွားပါတယ်အလင်းတန်းကဘာတဲဝမှမရှိပဲဗလာတသားချောက်ကလူကြီးရဲ့လက်ထဲကနေထွက်ပြန်သွားတဲ့အခါသူကမျက်နှာပြသွားပါတယ်လူကြီးရဲ့မျက်နှာမူရလည်းပြောင်းလဲသွားပြီးအတက်ကိုပြင်းပြင်းရှူလိုက်ပါတယ်ထိုလူငယ်ရဲ့ကျင့်ကြံမှုအဆင့်ကိုသူကလုံလုံကဲကဲကိုခံမှန်းမိတယ်လို့ထင်ခဲ့ပါတယ် ဒူဝရင်ယခုတော့ short term meter ကိုသဘောပေါက်သွားပါတယ်ထိုလူငယ်ကစိတ်ဝုန်းညက်အတင်ပြောင်းခြင်းအဆင့်ထက်အ ਨੇ ဆုံးမြင်ရပါလိမ့်မယ်ဝယ်လင်းကဗလာတသားချောက်ကိုစစ်ဆေးလိုက်ပါတယ်ထိုရာမှန်ကန်တဲ့ပစီဆိုတာအတီးပြူပြီးတဲ့နောက်လက်ကိုဝင်ရပြီးသူ့ရဲ့တုံတော်အဲထဲကိုထည့်လိုက်ပါတယ်အကြည့်ကဲ မျက်နှာညီနဲ့လူကြီးရဲ့မျက်နှာတော့ကောင်းမနေပါဘူးသူကတည်းကသူ့ရဲ့စကားကမဆုံးသေးခင်ပါပဲလူနည်းရဝဉဉ်ကြောင်းငါးတုံးကသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်မျက်နှာညီနဲ့အကြီးကဲကထုံလူနည်းရဝဉဉ်ကြောင်းငါးလုံးကအကောင်းစားဝဉဉ်ကြောက်တယ်ဆိုတာသူကချင်းပဲသိလိုက်ပါတယ်သူကအမြင်ပဲတင်လိုက်ပြီးပဝင်းချင်းကိုဂီရိုဆိုင်နဲ့ကြီးလိုက်ပါတယ်လူအများကြီးကမြင်မသွားတော့တွေ့တော့တပင်းကိုချလိုက်ပါတယ်ဝန်လင်းကိုပြန်ကြည့်တော့လူအုပ်ထင်းမှဝန်လင်းရဲ့ကြောပြင်းကိုပဲတွေ့လိုက်ရပါတယ်မျက်နှာညီနဲ့လူကြီးကလည်းခဏတွေ့လိုက်ပါတယ်နောက်ထပ်နိုင်ဝက်လောက်နေပြီးနောက်မြို့ရဲကနေအမြင်ပဲထွက်သွားပါတယ် အကောင်စားဝိညာဉ်ကြောင့်ငါလုံးနဲ့ဆိုရင်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလေအလတ်ဆင်းကျင့်ရသူတွေကသူ့ကိုလိုင်းလံရှာဖွေတော့မယ်ဆိုတာသူကသိပါတယ်ဘလာတသားကြောင့်တော့တနေ့ရောင်းဝါလိမ့်မယ်လို့သူကတခါမှမထင်နာခဲ့ပါဘူးဝလင်းကတော့တဲတဲကနေထွက်သွားပြီးရဲ့နောက်သူ့ရဲ့နောက်ပေါ်ပေါ်တန်နဲ့ကြိလိုက်ပါတယ်ဘလာတသားကြောင့်ဝလင်းကဝယ်တော့မိုးကြိုးလို့သူ့ကိုစိုက်ကြည့်နေတဲ့အကြည့်တုံးကိုသတိထားမိသွားပါတယ်ဝလင်းကလီဒန်နန်သူကခပ်ပြပြနဲ့ပြောလိုက်ပါတယ်လီဒန်နန်ကတော့အမြဲတမ်းရှောက်လာပြီးရိုသေးစွာနဲ့အကြည့်ကဲကျွန်တော်မျိုးကရှိပါတယ် ူကပြောလိုက်ပါတယ်သူကအရင်အထက်ပို့ပြီးတော့ရူသိပြနေပါတယ်ဝယ်လင်ကဗလာချောကိုယူသွားတော့မှမြင်ကွင်းကသူ့ရဲ့နှလုံးသားကိုတလုံးစီခဲ့ပါတယ်ဝယ်လင်ကမေးလိုက်ပါတယ်အဖိုးတန်ရတနာပစီးတွေဒီမှာအရောင်းဝယ်လုံးရင်အခြားကျင်းရသူတွေကလာရောက်ဆုံဆန်းကြမှာပဲဘာလို့ဒီမှာအရောင်းဝယ်လုံးနေကြတာလဲလီဒန်နန်ကလည်းချက်ချင်းပဲဖြေလိုက်ပါတယ်အကြီးကဲကမသိပေမဲ့ဒီဆိုင်ကန်းဒီမှာအရောင်းဝယ်လုံးတဲ့လူအများစုကတယောက်တည်းမလာကြဘူးဒါကြောင့်စုံစမ်းထောက်လန်းခံရမှာကိုမကြောက်ကြဘူး စိုးရိမ်တဲ့လူတွေရောစိုးရိမ်တဲ့လူတွေအတွက်တော့ယုံကြည်ရတဲ့ဆိုင်မှာအထားပြီးရင် ရောင်းပြီးရင်ပြန်လာပြလို့ရတယ်ဒါကမလူလာတဲ့ပြဿနာတွေကိုရှောင်ရှားလို့ရတယ်မျိုးစားရဲ့ကာဝေးတက်ဖက်ကိုလည်းငှားလို့ရတယ်ဒါပေမဲ့အရင်တည်းကအရောင်းဝယ်ထုတ်တာအရန်ဝအနေအများတွေဒါကြောင့်အလုံးကကံပေါ်ပဲမူတည်တယ်ဝန်လင်းကတော့ပြောလိုက်ပါရင်ထိုနေရာသူ့အတွက်မရင်းနှီးပေမဲ့အရင်ကလည်းဒီလိုပဲမဟုတ်လားနှဆိုးပင်းလယ်မှာဆေးဦးကြောက်အလိုက်ခံခဲ့ရပါတယ်ဝန်လင်းကတော့မူကောင်းကင်ကိုကြည့်ပြီးမိလိုက်ပါတယ်နှင်းမင်ရှိလား နှင်းမယ်လီဒန်နန်ကလည်းစဉ်းစားပြီးမယ်ဘာမှတော့မတွေးမိပါဘူးသူကပြုံးပြီးတော့ပြောလိုက်ပါတယ်အချစ်ကဲကျွန်တော်မသိဘူးပြောပြီးရတော့လီဒန်နန်ရဲ့မျိုးလုံးများတောက်ပလာပြီးသူကပြောလိုက်ပါတယ်အချစ်ကဲကျွန်တော်ကမသိပြီမယ်ရှမ်းမြို့နယ်ဆိုင်ကပစိရိအများကြီးကိုစုဆောင်းထားတယ်သူတို့စီမှာရှိလာတော့မသိဘူးဝယ်လင်းကလည်းညီသက်ဆွမ်းနဲ့ပြောလိုက်ပါတယ်အော်ပြောစမ်းပါဦးလီဒန်နန်ကလည်းချက်ချင်းပဲပြောလိုက်ပါတယ်ရှမ်းမြို့နယ်ဆိုင်ကမင်းမျိုးမှာအကြီးဆုံးဆိုင်ပဲအစင်တက်လို့တော့တတ်မှတ်လို့ရတယ်အစင်ခုနှစ်ချင်းချင်းဂျိုးကထောက်ပံ့ပေးထားတယ်လို့ကောလာဟလာတွေကထွက်နေတယ် သူတို့မှာရောင်းဝယ်ဂျိုဘောဟာဌာနခွဲတဲ့အများကြီးကလည်းရှိတယ်သူတို့ကဝယ်တဲ့လူတိုင်းကိုဂျိုဟာနေကီလိုမီတာ9000กว่าထိကောက်ဝယ်ပေးတယ်တောင်းဆိုရင်ကိုပိုင်ကျဉ်ကျဉ်ဂျိုပြောင်းလဲထိကောက်ဝယ်ပေးတယ်ဝန်လင်းကတော့နှာဟောက်ပြီးတဲ့နောက်ခေါင်းကိုညှိပြီးတော့လမ်းပြောက်နီဒန်နန်ကတော့ဆိတ်လုချားနေပါတယ် ူကမင်းမျိုးထင်မှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ပေမဲ့မျိုးမြောက်ပိုင်းရောနှစ်ကြိမ်ပဲရှောက်ဘူးပါလေစိုင်နေဟုတ်လည်းဝင်ဘူးပါဘူးအစွမ်းထက်တဲ့ကျင့်ရသူတွေရပဲဝင်လို့ရပါတယ်ပတ်စံမလောက်ရင်တော့ဘာမှဝယ်လို့မရပါဘူးလီဒန်နန်ကလမ်းပြလို့သူတို့နှစ်ယောက်ကမျိုးရဲ့မြောက်ပိုင်းကိုရောက်လာကြပါတယ်သူတို့ရဲ့ရှေ့မှာတော့နန်းတော်ကြီးလိုစိုင်ကြီးကိုလုံးကရှိနေပါတယ်အကြည့်ကဲအနောက်ကဆိုင်ဟာရှမ်းမြို့နယ်ရဲ့ဆိုင်ပါလူတိုင်းကဝင်လို့မရတဲ့နေရာမျိုးကင်းတဲ့တမားတွေကရှိနေလိမ့်မယ်လီဒန်နန်ရဲ့စကားကမဆုံးခဲ့မှာပဲအပြောင်းအလဲနေရလေထဲမှာပေါ်လာပြီးဝင်လင်းစီကိုပြန်နှံ့လာပါတယ် လာရောက်သူကိုရက်အေးဆက်ပြီးမာနာတီရဲ့အတန်တခုကကောင်းကင်ရနေထွက်ပေါ်လာပါတယ်ဝင်လင်းရဲ့မျက်နှာကတော့တင်းကျင်နေဆဲဖြစ်ပြီးသူ့ရဲ့လက်ကိုမြှောက်ပြီးပေါ်ပေါ်တတန်ဝေယံလိုက်ပါတယ်လေပြေတစ်ချက်လည်းရုတ်တရက်ပေါ်လာပြီးခြုံထွက်တဲ့အတန်တခုကအပြောင်းအလဲနေစီကိုတိုးဝင်သွားပါတယ်မင်းအတန်ရုတ်တရက်မြင့်တက်သွားပြီမဲ့လေပြင်းနေရာတိုက်ခိုက်လိုက်တာနဲ့အပြောင်းအလဲနေရာလည်းပြိုကွဲသွားပါတယ်အပြောင်းအလင်းနဲ့နေရဝန်လင်းစီကပေတရာအကွာမှာအပြောင်းဝှစ်ဆုံတဲ့လူငယ်တယောက်ဖြစ်ပြန်လည်ပြီးတော့စူးစီးသွားပါတယ်သူကဝန်လင်းကိုမျက်နှာမင်းနဲ့စိုက်ကြည့်နေပါတယ်လီဒန်နဲ့မျိုးလုံးများတော့တောက်ပသွားပါတယ် သူကမင်းမျိုးမှာချမ်းမင်းစွာနဲ့နေထိုင်ခဲ့ပြီးမြောက်ပိုင်းကိုနှစ်ကြိမ်ရောက်ဘူးပါလေမြောက်ပိုင်းမျိုးမှာကင်းလဲသမားတွေရာရှိပေမဲ့ဒီလိုမျိုးတရားရုံးကမျိုးရဲကိုမွင်ခင်းပါရင်ဖြစ်ဖြစ်တာမျိုးတော့မတွေ့ဘူးပါဘူးဝန်လင်းရဲ့မျက်နှာကတော့တညင်နေသေးပါထိုလူငယ်ရဲ့ကြင်ကြံမှုအစင်းကလည်းမနှိပ်ပါဘူးဝန်လင်းလိုမျိုးစိတ်ဝိညာဉ်အတင်ပြောင်းခြင်းအစင်းမဟုတ်ပေမဲ့တဝက်ကိုတော့ရောက်နေပြီ ကောင်းကင်ဘုံစွမ်းအင်ကိုဆုပ်ယူနေပါတယ်ထို့လူမှာစိတ်ဝိညာဉ်အတင်ပြောင်းခြင်းအဆင့်ကိုရောက်ဖို့လုံလောတဲ့ကောင်းကင်ဘုံစွမ်းအင်ကရှိပေမဲ့ဝယ်လင်းလို့ပဲဒုတိယနီလန်နဲ့ထိုးဖောက်ဖို့အတွက်ဆုပ်ဖြတ်ထားတဲ့ပုံရပါတယ်ဒီတော့သူကလုံလောတဲ့ကောင်းကင်ဘုံကြောက်တွေကိုကြပြီးထိုးဖောက်ပြရနဲ့စိတ်ဝိညာဉ်အတင်ပြောင်းခြင်းအဆင့်မှာတူတက်မှုကပို့ပြီးတော့မြန်ဆန်လွယ်ကူပါလိမ့်မယ်ထိုလူငယ်ကဝယ်လင်းကိုကြည့်ပြီးအဆက်ဆွန်နဲ့နှာခေါင်းကိုရှုပ်ကထော့သွားသူကပြောလိုက်ပါတယ်ဝယ်လင်းရဲ့မျိုးလုံးထဲမှလည်းအဆက်မှုများပေါ်လာပြီးခြေတလန်းတိုးလာပါတယ်သူ့ရဲ့မူလခန္ဓာကိုယ်နဲ့ပြန်လည်ပေါင်းစည်းပြီးစစ်ထူနန်နဲ့တလားကြတိုက်ခိုက်ပြီးတဲ့နောက်သူ့ရဲ့တိုက်ခိုက်ရေး တွေ့ကြုံကအများကြီးကိုတွူလာပါတယ်ယခုသူကရန်အောင်မှာမျက်စံလုံးနေပါပြီမျက်စိတမိတ်တွေမှာပဲဝမ်လင်းကပီတရာကျော်ဖျက်ချသွားပါတယ်သူ့ရဲ့လက်သေးချက်ကြီးမားတဲ့အင်အားတစ်ခုကိုဖန်တီးပေးပါတယ်ပုံကွဲတန်နေရမရှိပြင်မဲ့လေထဲမှာအကွက်ချောင်းတွေအများကြီးရပေါ်လာပြီးလေဟာနယ်ကပြုတ်ကွဲသွားသလိုပါပဲလူငယ်မျက်နှာကလည်းတီးတောက်ပြောင်းလဲသွားပါတယ်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်ကျင်းသူတယောက်ကဒီလောက်ထိအစွမ်းထက်တဲ့လက်သေးချက်ကိုပြစ်လို့နိုင်လိမ့်မယ်လို့သူကလည်းမထင်သားပါဘူး ထိုကဲ့သို့တိုက်ခိုက်မှုမျိုးကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအထွန်းထိပ်ကျဉ်ကျဉ်သူတွေရအောင်အစုံငုံကြိုးစားမှတားဆီးနိုင်မဲ့မျိုးစားပါနည်းနည်းလေးမှားယွင်းသွားမဲ့ဆိုရင်တော့ပြင်းထန်စွာနဲ့ဒဏ်ရာနိုင်ပါတယ်သူကစုခွာခြင်းပေမဲ့မမီရတဲ့အင်အားတစ်ခုကသူ့ရဲ့ခန္ဓာကိုယ်ချုံနှုံထားသလိုလှုပ်လို့မရပါဘူးသူ့ရဲ့ရှိကလည်းတီကပို့ပြီးတော့ကြီးလာတာ ਉਹ ပဲသူကကြီးနေနိုင်ပါတယ်သူ့ရဲ့နှဖူးကနေချွေးစားတစားကကြဆင်းလာပြီမဲ့သူ့ရဲ့မျိုးလုံးများတော့တင်းငင်နေဆဲပါထိတ်လန့်မှုလက္ခဏာအောင်ပြပါဦးဝယ်လင်းရဲ့ကြီးကျယ်မှုအဆင့်ကိုသူကရှင်းလင်းလင်းသိနေပြီးနောက်ဒီလောက်ထိမာနကြီးစွာလှုပ်ရဲတဲ့ဆိုတော့သူမှလည်းအန်အောင်ဖက်ရ င်းကြံ့ချင်းနီလန်ဒါမဟုတ်အန်အောဖဲရာယာဒူကရှိရပါလိမ့်မယ်ရက် တတိယဆန်ရနေတဲ့အတန်တဲတဲတစ်ခုကထွက်ပေါ်လာပြီးအစင်ရောက်အလင်းနောက်တစ်ခုကလည်းထွက်လာပါတယ်အစင်ရောက်အလင်းနောက်ထဲမှာလက်ဖေးခွက်တစ်ခုပဲရှိပေမဲ့မေယုံနိုင်လောက်အောင်မြန်တဲ့အမြန်နှုံးနဲ့ပြန်တန်းလာပြီးကုန်းကင်းဖို့ဆန်ရင်းများပြင်းထန်နေပါတယ်ဝန်လီရဲ့မျက်လုံးများလည်းတောက်ပေါက်သွားပါတယ်သူ့ရဲ့ဘယ်လက်ကလက်ပုတ်ဆန်တွေကိုလှုပ်ပြီးကုန်းကင်းဖို့ဆန်ရင်းကိုသူ့ရဲ့လက်ချောင်းထိပ်မှာစူးစီးလာပါတယ်သူကလက်ဖေးခွက်ကိုလူညှို့ထိုးပြီးစဝိုင်းတစ်ခုရေးဆွဲကကြက်တာလေပတ်ချင်းဝန်လင်းကပြောလိုက်ပါတယ်ဝန်လင်းရဲ့လက်ချောင်းကလှူရှာလိုက်တာနဲ့လေးပုံတစ်ပုံကပုံတံပြောင်းလဲသွားပြီးစဝိုင်းတစ်ခုဖြစ်လာပါတယ်စဝိုင်းကပြီးဆုံးသွားတဲ့လက်ဖေးခွက်စီကိုပြစ်လို က်ပါတယ်လက်ဖေးရီခွဲရဲ့အမြင်တော့ကလည်းနှိကွေးသွားပြီးဆောင်းဝမ်ရဲ့လေပဲမှုနဲ့တူဥတီယာကိုပြောင်းလဲသွားပါတယ်နောက်ဆုံးမှတော့ဝလင်းကိုရှောက်ကွင်းသွားပါတယ်စိုင်နေရနေအန်းအန်းတင်းနေတဲ့အတန်တစ်ခုကလည်းထွက်လာပါတယ်ဝလင်းရဲ့ညာလက်တီးကမိုးကျလို့မျက်စံစွာနဲ့လှုပ်ရှားပြီးလူငယ်ရှိကကွက်လုံးကိုထိမှန်သွားပါတယ် လူငယ်မျက်နှာလည်းချက်ချင်းပဲအနီအောင်ပြောင်းလဲသွားပြီးသူတို့ဘက်ထလာပါတယ်သူရဲ့မျက်လုံးများလည်းမိဖြောက်သွားပြီးခြေလန်းနှင်းငယ်ရန်လေးသွားပါတယ်ပြီးတော့သူရဲ့ခန္ဓာကိုယ်ကတုံ့ပြန်ပြီးနောက်ထပ်သူတို့ဘက်ထလာပါတယ်သူရဲ့ခန္ဓာကိုယ်ကပြင်းထန်စွာနဲ့တုံ့ပြန်နေပြီးအဖြစ်အောင်ကောင်းကင်ဘုံဆွမ်းရည်ကသူရဲ့ခန္ဓာကိုယ်ရဲ့ချွေးပေါက်တွေကနေယူသွို့တလို့ထလာပါတယ်မျက်စိတမိတ်အထဲမှာပဲသူရဲ့ခန္ဓာကိုယ်ထဲမှာကောင်းကင်ဘုံဆွမ်းရည်များလုံးဝမကျန်တော့ပါဘူးမင်းကောင်းကင်ဖက်စည်းပုံကိုဖျက်ဆီးပစ်လိုက်တယ်လူငယ်မျက်နှာလည်းအနီအောင်မဟုတ်တော့ပဲတေလူလူမျိုးဖြူပြောနေပါတယ်ဝယ်လင်းရဲ့လက်တီးထက်ထိုလ်လူကိုမတတ်ပေမဲ့ သူ့ရဲ့ကောင်းကင်ဖက်စည်းပုံတစ်ခုလုံးတော့ဖြည့်ဆည်းပစ်လိုက်ပါတယ် ထိုရာသူ့ကိုစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရဲ့အစွန်းအားနေပြီးတော့စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကိုပြောင်းကျသွားစေပါတယ်။ဝယ်လင်းကတော့လက်တီးကိုပြန်ဝင်လိုက်ပြီးလက်နှစ်ဖက်ကိုနောက်ကျောင်းမှထားကလက်ဖေးကိုခွပြပေါက်လိုက်တဲ့ဆန်ကိုတင်းငိမ်စွာနဲ့ကြီးလိုက်ပါတယ်။ကျက်တာလေပတ်နီလန်ကတော့စစ်ထုံနဲ့တင်ပြီးခဲ့တဲ့နိပညာပါ။ဟင်းသားဗရာဂျိုကသူ့တက်ရဝယ်လင်းဆိုရင်တော့သူကယတနာတစ်ခုခုကိုထုံသုံးပြီးပါလိမ့်မယ်။ဒူဝရင်စစ်ထုံနဲ့တလားကျော်ကျညက်ပြီးတဲ့နောက်သူကယတနာတွေကိုအကူစရာမလိုတော့ပါဘူး။တကယ်ကိုအစွန်းထက်တဲ့ကျညက်သူတယောက်အတွက်ယတနာတွေကအထောက်အပံ့ပဲ။ကျညက်သူတွေကိုတကယ်ကိုကြောက်စရာကောင်းစေတာသူတို့ ဲ့နိပညာတွေအလေလက်အရေးသွေးဒါမဟုတ်ပို့ပြီးတော့မြင့်တဲ့ကောင်းကင်ယတနာလိုအစွမ်းထိုက်ရင်တော့ချွန့်ချက်ဖို့ထိုရာလေစစ်ထူနန်ကဝန်လင်းကိုပြောခဲ့ဘူးတဲ့စကားပါဒီကညီငယ်လေးရဲ့နေစနစ်တွေကကောင်းလိုက်တာနမေရဘလို့ခေါ်လဲဆိုတာသိပြရစေဆိုင်နေကနေတင်ငင်တဲ့အတန်တစ်ခုကထွက်လာပြီး မမတ်ရက်ပြီးကိုဟန်ကြော်ရှင်တဲ့လူတယောက်ကဆိုင်ထဲကနေထွက်လာပါတယ်ထိုလူငယ်ကရက်ရှိတဲ့လူငယ်တယောက်ပါမျက်ခုံးမွေးထူထူနဲ့မျက်လုံးမဲမဲရလည်းရှိပါတယ်ထိုမျက်လုံးတွေကကြဲတယ်လို့ပဲလူတွေကိုကောင်းကောင်းဖောင်းမမြင်နိုင်အောင်လုပ်နိုင်ပါတယ်သူကရက်နေုံနဲ့သူ့ပုံဝင်ခြင်းကလိုင်းထားနေပါတယ်သူကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလဲအစင်းရဲ့အထွန်းထဲကိုရောက်နေပြီဆိုတာသိတာပါတယ်ထိုရာသူ့စီရာကောင်းကင်ဘုံစွမ်းရည်များထိုးလို့နေရတဲ့အကြောင်းရင်းပါဝန်လင်းကတော့လှည့်ပြီးတော့ထိုလူကိုကြည့်လိုက်ပါတယ်သူရဲ့မျက်နှာကလည်းတင်းညင်နေပြီးဖိဖိချင်းဝန်လင်းသူကပြောလိုက်ပါတယ်ဝန်လင်းကျွန်တော်ဘာဝေပါလူငယ်ကလက်ကိုဝင်ရလိုက်တော့သူ ူးရဲလက်ထဲမှာအဖျော်ရတောက်တစ်ခုကပေါ်လာပါတယ်ထိုအရာသူ့ကိုချုံမောတဲ့မင်းသားတစ်ပါးလိုထင်ရစေပါတယ်အဝေးမှာတော့ဝန်လင်းရဲ့လက်တီကြောင့်ကုန်းရဲ့ဖက်စီပုံပျက်စီးသွားတဲ့လူငယ်ရဲ့မျက်နှာအလိုမှဖြူပြောနေပါတယ်သူကဝန်လင်းကိုအညိုတကြီးနဲ့ကြည့်ရင်စိုင်းစီကိုရှော့လောက်ပြီးအရှင်သူ့ကိုတတ်ပေးပါသူကမုန်တီစိတ်နဲ့ပြောဆိုလိုက်ပါတယ် ဘိုင်ဝေကတော့မျက်မှောက်ကျောလိုက်ပါတယ်။သူကလက်ကြည့်ပြီးတော့မိမဒီလိုပြောခွင့်မရှိဘူး။ထွက်သွား။သူကပြောလိုက်ပါတယ်။လူငယ်ရလည်းအံ့ဩသွားပါတယ်။ဘိုင်ဝေကိုကြည့်ပြီးတော့သူကဝန်လင်းကိုကြည့်လိုက်ပါတယ်။သူ့ရဲ့မျက်နှာမှာတော့ထူးဆန်းတဲ့အမူအရာတစ်ခုကပေါ်လာပါတယ်။သူကနှာခေါင်းတစ်ချက်ရှုပ်လိုက်ပြီးမှပါမဆက်ပြီးတော့ပြောတော့ပါဦး။ဝန်လင်းရဲ့မျက်နှာကတော့အပြောင်းလဲမရှိပါဘူး။ထိုလူရဲ့နာမည်ကအနေနဲ့မိမဆန်ပြီးမှထိုလူကအမျိုးသားဖြစ်ပြီးအမျိုးသမီးမဟုတ်ဘူးဆိုတာဝန်လင်းကချက်ချင်းပဲသိလိုက်ပါတယ်။အကူဝမ်ကျွန်တော်ရဲ့အစီအကံရရင်စိုင်းပြောဆိုခဲ့တယ်။မင်းရစိတ်မဆိုးဘူးလို့မျှော်လင့်ပါတယ်။ ျွန်တော်ထံပြန်ကြိုးရပါအောင်ကောင်းကင်ကံကြမ္မာကမ်းရပါအကူဝမ်းကိုဘယ်ရလဲဘိုင်ဝေကချွတ်သားစွမ်းနဲ့ပြုံးလိုက်ပါတယ်အရင်ကမပျော်ရွှင်မှုများအလုံးကလည်းမိကိုလိုပျောက်ကွက်သွားသလိုပါပဲဝယ်လင်းရဲ့မျက်လုံးထဲမှာတော့နှဆိုင်တဲ့လေးနံများပေါ်လာပြီးငါလှဲ့လေသွားလာတယ်လူပါဂိုင်းမရှိဘူးသူကပြောလိုက်ပါတယ်ဘိုင်ဝေကတော့ပြုံးပြီးတော့ခေါင်းခါလိုက်ပါတယ်အကူဝမ်းကပြောချင်လို့ဆိုရင်လည်းကျွန်တော်အတင်းတွန်းမပေးပါဘူးဒါပေမဲ့အနိုင်ကမ်းမှာ အထင်ရမယ်ဆိုရင်ထိုင်ရင်ကြိုးလာခဲ့ပါကျွန်တော်အဲ့ခန့်ခွင့်ရချင်တယ်ဝယ်လင်းရတော့ခေါင်းညက်ပြီးလက်နှစ်ဖက်ဆုပ်ကသူတို့နှစ်ယောက်ကိုကျော်သွားပါတယ်လီဒန်နိုင်နှလုံးသားကလည်းအရင်ဟိုမှာခုံနေပါတယ်သူကအမြန်ပဲလိုက်လာပါတယ်သူကသာနှေးသွားမယ်ဆိုရင်မျော်လင့်ထားတဲ့ຢာတစ်ခုကဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိမှာကိုသူကကြောက်နေပါတယ်ဘိုင်ဝေရဲ့မျိုးလုံးများကတော့ဝယ်လင်းရဲ့ပုံရင်းကိုစောက်ကြည့်နေပြီးထူးဆန်းတဲ့လီဒန်များထွပေါက်နေပါတယ်သူကရတောင်းကိုပိတ်လိုက်ပြီးညာလက်ကိုပုတ်လိုက်ကတောင်းနေမှာတစ်ပင့်နေရာရှိတယ်တစ်ပင့်နေမှာအကိုင်းခတ်နေရာရှိတယ်နှလုံးသားအရှင်ကိုနှစ်တက်တယ် အရှင်ရောမသိဘူး။သူကပြောလိုက်ပါတယ်။ကောင်းကင် Facebook ကိုပျက်စီးသွားတဲ့လူငယ်ဟာဘိုင်ဘယ်ကိုကြည့်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးထဲကထူးဆန်းမှုကလည်းပိုပြီးတော့နှိုင်းလာပါတယ်။ဝယ်လင်းရဲ့ပုံရင်းကနောက်ဆုံးဆိုင်ထဲမှာပြက်ကွက်သွားတော့မှဘိုင်ဘယ်ကသူ့ရဲ့အကြည့်ကိုရော်တန်လိုက်ပါတယ်။ပြီးတော့သူ့ဘေးမှာရှိတဲ့အစိကံကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒါကောင်းကင် Facebook ပုံလေးပါ။ ဒီရှင်ရထရန်ဂျိုပြောင်းရင်မင်းကိုပြန်ပေးမယ်ထို့သောပြောပြီးနောက်သူကတတိယဆိုင်ထဲကိုပြောင်းဝင်သွားပါတယ်သူရှာနေတဲ့ရာရှာပါတဲ့ရာမဟုတ်ဝင်မဲ့ဆိုင်ကိုလုံးလုံးစစ်နေပြီးနောက်တတိယဆိုင်မှာပဲတွေ့ခဲ့ပါတယ်ပုံမှန်အားဖြင့်ဗိုင်းရိုရှိတဲ့နေရာမှာဘသူမှမနေခိုင်းပါဘူးထိုမာယာကြီးတဲ့ဟန်ပန်သူ့အစီကံပုံမှာလည်းကူးဆက်သွားပြီးထိုရာကြောက်ပဲဝန်လင်းကမြောက်ဝက်မြို့ထဲကိုဝင်လို့မရအောင်သူ့အစီကံတားဆီးခဲ့တာပါဝလင်းကရှမ်းမြို့နယ်ဆိုင်ထဲကိုဝင်လိုက်ပါနဲ့ထိုနေရာကနေဘယ်နေရာကိုပဲကြည့်ကြည့်ခန္ဓာကြီးကျယ်တဲ့နန်းတော်တစ်ခုလိုပါပဲ နေရအနှက်မှာဝိညာဉ်ကြောက်တင်နဲ့ထွန်းထုလာတဲ့ရုပ်ထု969ခုဟာရှိနေပါတယ် ထူထဲတဲ့ဝဉ္ညွှဲနေရလေသူတို့စီကိုတွုံးဝင်လာပါတယ်လီဒန်နန်ခန်းစားလိုက်ရတော့လုံအောင်အံ့ဩသွားပါတယ်သူ့ဘွားမှာဒီလိုမျိုးဝင်ဖူးသေးပါဘူးအထူးသဖြင့်ဒီလောက်ထူထဲတဲ့ဝဉ္ညွှဲနေကိုသူကဘယ်နေရာမှမမတွေ့ဘူးပါဘူးခဏတာတဝေပြီးတဲ့နောက်လီဒန်နန်ကဝယ်လင်းကိုဂူးမဆိုင်တော့ပဲထိုင်ချလိုက်ပြီးကျဉ်ကျဉ်လိုက်ပါတယ်ဝယ်လင်းကတော့သူ့ရှေ့မှာရှိတဲ့ဝဉ္ညွှဲကြောင်တို့ရုပ်ထုများကိုစစ်ဆေးလိုက်ပါတယ်အားလုံးကမိမပုံနေပြီပဲဖြစ်ပြီးအားလုံးကမတူညီကြပါနဲ့တူညီတာတစ်ခုကတော့အားလုံးကအလုံးလှပတယ်ဆိုတာပါ ထိုဦးညင်ကျော်တွန်းရုပ်ထုတွေရဲ့လက်ထဲမှာတိတ္တတလုံးစီယာရှိပါတယ်တိတ္တရဲ့ထဲမှာရတနာတွေဆေးလုံးတွေတွင်းမိသမျှအရာအလုံးကရှိပါတယ်ထိုအချိန်မှာကြည်လင်တဲ့ရေတံတစ်ခုကဟိုးလေးထုချော်ချော်နဲ့ထွက်ပေါ်လာပါတယ်မကြခင်မှာပဲတောက်တင်းလာတဲ့မိန်းပြို့တယောက်ကလှေကားနဲ့ဆင်းလာပါတယ်သူမရဲ့မျိုးလုံးများတော့ဝလင်းကိုကြည့်နေပါတယ်ထိုမျိုးသမီးကနှင်းဖြူအောင်ဝဆုံကိုဝဆင်လာပြီးအစွန်အားနဲ့ငွေချီနဲ့ပန်းပွင့်ကိုပွင့်တင်ငေသားပုံစံကိုချုပ်လုပ်ထားပါတယ် နင်းဖီးအောင်ဝစ်ဆုံနဲ့စမ်းကြက်မဲ့ဖြစ်တာကြောင့်အလုံးမျက်စိကျစရာကောင်းပါတယ်ပိုးထဲလိုနတ်မောင်နဲ့သပင်တွေကသူ့ရဲ့နောက်မှာလွတ်လပ်စွာနဲ့စီးကျနေပါတယ်ခရင်ဖျောင်းတလင်းကြောက်ဆန်တုံးသုံးခုကသူမရဲ့သပင်ကိုထိမ့်ပေးထားပြီးခရင်ရောက်သပင်တစ်ချောင်းကိုပဲလေပြေထဲမှာညှိတာစွာနဲ့လျှောနေစီပါတယ်သူမရဲ့ဖေဖေမျိုးလုံးအောက်မှာပဇင်းရင်ခွဲအတောင်မန်လိုပွားလာတဲ့ခရင်ဖျောင်းအလားစင်အတုံးဆောင်သုံးခုကရှိပါတယ်ထိုးရာတွေကအလင်းပြန့်လာကြောင့်သူ့ကိုပကြီကားတစ်ချက်လိုလှပစေပါတယ်ကျင့်ကြံသူမိတ်ဆွေ ရှမ်းမြို့နယ်ရဲ့ဆိုင်ရနေကျူစုပါတယ်အမျိုးသမီးရဲ့အတန်ငှက်တွေရဲ့တီးတန့်လိုပါပဲထို့အမျိုးသမီးရဲ့အလားဖြည်းဖြည်းစုံဝင်မဲ့ဝယ်လင်းရအာယုံကိုဖန်ဆားနိုင်တဲ့အရာသူ့ရဲ့ဘယ်ဘက်မျက်လုံးအုပ်ကပွားလာတဲ့အလားဆင်အတုံးဆောင်လေးပါသူ့ရဲ့ထိုးပေါင်းမြင်နိုင်တဲ့အမြင်နဲ့ထိုးပွားလာတဲ့အလားဆင်အတုံးဆောင်လေးဟာယတနာတစ်ခုဖြစ်မှန်ဝယ်လင်းကသဘောအတိုင်းမြင်နိုင်ပါတယ်ပန်ပွင့်ကိုပွေတင်ကြတာတော့အလွန်ရှားပါတဲ့ယတနာတွေပါပဲသူ့ရဲ့ခေါင်းပေါ်ကဇရိုးတုံးချောင်းအောင်တော်ယတနာတွေပါသူ့ရဲ့ကိုပေါ်မှာယတနာတွေအပြည့်ပါပဲ ထိုရာထိုနေရာဘလောင်းတော်ချမ်းသာကြောင်းဆိုတာတကယ်ပဲပြနေပါတယ်ဝမ်လင်းကတော့အချိန်မဖြုံးမဲတင်းငိမ်စွာနဲ့မေးလိုက်ပါတယ်ဒီဆိုင်မှာနှင်းမင်ရှိလားဆိုင်ကနေထွက်လာပြီးရနောက်ဝမ်လင်းကလီဒန်နန်ကိုအရေးသမီးဝင်းညစ်ကြောင်ရုံဆယ်တုံးကိုပေးပြီးမင်းမျိုးကနေထွက်ောက်သွားပါတယ်ရှမ်းမျိုးနဲ့ဇူရဲ့ဆိုင်မှာနှင်းမင်ကရှိပေမဲ့ဈေးကရန်အောင်မှာကြီးပါတယ်ဝမ်လင်းကတွေ့ချက်ကြည့်လိုက်တော့သူ့စီမှာရှိတဲ့ဝင်းညစ်ကြောင်တုံးအလုံးနဲ့နှင်းမင်23ဆက်ကိုပဲရနိုင်ပါတယ်ဒီလိုဈေးကိုတော့ဝမ်လင်းကမထင်တော့ပါဘူးကျင့်ချက်ချင်းဂျိုဘာမှာနှင်းမင်ကအစင်းမင်ပစီတစ်ခုလို့သူကမထင်ခဲ့ပါဘူးရှေးအောင်နှစ်ဖက်က ရားတွေကဂျိုတစ်ခုကနေတစ်ခုကိုနှင်းမင်းနေရှာဖို့ခီးသွားနိုင်တာကြောင့်သူတို့အတွက်တော့အရန်အောင်မှာလွယ်ကူပါတယ်။ဒူဝရင်ချင်းချင်းသူတွေအတွက်တော့နှင်းမင်းကအရန်အောင်မှာရှာပါလုံးပါတယ်။အမျိုးသမီးစီရာကြားတာနှင်းမင်းကဝိညာဉ်ကိုအာဟာရဖြစ်တည်မှုအတွက်အရန်အောင်ကောင်းပါတယ်။ဝိညာဉ်ကိုပေါင်းစည်းနေတဲ့အချိန်မှာနှင်းမင်းဆက်အနေငယ်ရရှိရင်ခန္ဓာကိုယ်ဆွဲကပ်နှုန်းကအစာပုံးများစွာမျက်စံလာနိုင်ပါတယ်။ မူလာဝိညာဉ်ဟာခန္ဓာကိုယ်နဲ့ထွက်ခွာတဲ့အခါဗဇက်ထဲမှာနှိမ့်မိအချိုးအားရှိရင်ပြင်းထန်စွာနဲ့ဒဏ်ရာနေတဲ့အခါမှတော့မူလာဝိညာဉ်ကိုပြစီမသွောင်းကောက်ကပေးနိုင်ပါတယ်အ ਨੇ ဆုံးတော့ခန္ဓာကိုယ်စီကိုပြန်သွားနိုင်ပါလိမ့်မယ်ဝယ်လျရဲ့မျိုးလုံးများတော့တောက်ပတ်သွားပြီးမင်းမျိုးရဲ့အပင်ပန်းကြောက်ဆောင်တစ်ခုကိုရှာတွေ့ပြီးကြာပန်းပုံစံထိုင်လိုက်ပါတယ်သူ့ရဲ့နှစ်ဖျားအသီးစိတ်ကလည်းပြန့်နှံ့သွားပြီးဖြည်းဖြည်းချင်းစစ်ထူနံကိုခေါ်လိုက်ပါတယ်မကြာခင်မှာပဲစစ်ထူနံထုတ်ပြန်လာပါတယ်ဝယ်လင်ကသတင်းစကားတစ်ဆောင်ကိုပို့လိုက်ပါတယ်မင်းမေမျိုးရှမ်းမျိုးလွယ်စုရဲ့ဆိုင်နှိမ့်မိကိုငါလူချင်းတယ် ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်